မြန်မာနိုင်ငံအနေနဲ့နိုင်ငံတကာပေါ်အကျွေးစုစုပေါင်းဒေါ်လာတန်း900တင်ရှိနေတယ်လို့ဘန်နာရေးနဲ့အခွန်ဝန်ကြီးဌာနက February 3ရက်နေ့မှာပြောဆိုလိုက်ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့အစိုးရဝန်ကြီးဌာနပေါင်းစုံရဲ့သတင်းစာရှင်းလင်းပွဲမှာမြန်မာနိုင်ငံရဲ့တင်ကြန်နေတဲ့အကျွေးမီတွေဟာ1988ခုနှစ်မတိုင်မီမြမဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်ချေးယူထားတဲ့အကျွေးကြံစည်းရင်းနဲ့1988ခုနှစ်နောက်ပိုင်းအာနာသိန်းစစ်အစိုးရလက်ထက် ချေးယူထားတဲ့အကျွေးစီးရင်တွေကိုဝန်ကြီးဦးဝင်းရှင်ကထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီဝေါ်ပဲတွေ့ကြရှော့ပြေတော့မကြောက်ဘူး။ကိုလုံးဝရှော့ပြေတယ်။ကျွန်တော်ရှင်းရတဲ့ရှင်းတဲ့ကောင်မေဒီဝေါ်ပဲတွေ့ကြရကျွန်တော်လုံးဝရှော့ပြေတယ်။တွေ့ထောင်းခံတွေ့တဲ့ပြောင်းလိုက်တယ်ဖြစ်ရအောင်ဖြစ်ကြတယ်။အဲ့တွေ့ထောင်းဖြစ်တဲ့ဒီဒီဝေါ်ပဲတွေ့သမတ်ကလာမှာပြည့်တယ်တွေ့ပြီးဒီထားနဲ့ပတ်သက်တော့အဲ့ဒီတွေ့ထောင်းကိုအရင်ဆက်ဖို့ကျွန်တော်တို့ရဲ့ဂျပန်နိုင်ငံမှာရှိတဲ့ဂျပန်မာမြားတွေပေါ့ ပရစ်တို့ကိုလည်းပေါင်းချင်းကိုကျွန်တော်တို့ယူပါတယ်။ယူပြီးတော့ကျွန်တော်တို့အေးအေးဝါပိုက်နေမှာတတ်မှတ်တဲ့နေမှာတတ်မှတ်တဲ့နေမှာကျွန်တော်တို့ဆက်လိုက်ပါတယ်။ဆက်ပြီးတော့အဲ့ဒီနေမှာတည့်ရက်ထဲမှာပြီးဆက်ပြီးတော့ပြရမယ်ကျွန်တော်တို့ကြားနေမယ်ကျွန်တော်ဝန်ဆောင်ပိုက်ပြီးပြီးတော့အဲ့ဒီနေမှာကျွန်တော်တို့ပြဆက်ပြီးပြီးတဲ့ပဲ။ဝါပိုက်ပြီးပြီးကအဲ့ဆက်တဲ့နေအောက်လို့ကျွန်တော်တို့ပြန်ထုတ်ပြတော့ပြပါအဲ့ဒါကိုပြန်ပြန်ပြောရတယ်။အဲ့ဒီခါမှာတော့တတ်မှတ်တဲ့အတူတူတတ်မှတ်တဲ့နောက်တော့ကာလပြန်ပြန်အတိတ်ကိုပြန်ပြောရတယ်ပြောင်းနေကုန်ကြည့်သွားပြီးပြည့်တဲ့ကိုပြန်ဆက်သွားတယ်ဒီကနေ့ ဆက်သွားတယ်ဖြစ်ပါလေ။ free hop တွေကိုပြီးသွားတယ်။နောက်ကပ်ရဲ့ leg အတွက်ကြီးမဖြစ်တော့ဘူး။ဘာမှမလုပ်ဘူးသူတို့ကနောက်ကပ်ကိုမဆက်တော့ဘူး။တစ်ခါပြန်ဆက်သွားတယ်။ဒီခက်ပြီးတော့ကျန်မိနေတယ်ဆိုဖြစ်ကြတယ်။1988မတိုင်မီအကျွေးစုစုပေါင်းဒေါ်လာတန်း9000ကျော်ရှိပြီးကမ္ဘာ့ဘဏ်မှာတန်း900နီးပါးအာရှဖွံ့ဖြိုးရေးဘဏ်မှာတန်း900နီးပါးရှိခဲ့တယ်လို့ဆိုပါတယ်1988နောက်ပိုင်းချင်းငွေအများစုဟာတရုတ်နိုင်ငံစီကဖြစ်ပြီးစုစုပေါင်းတန်း3600ကျော်လို့ပြောဆိုပါတယ် 1988မတိုင်မီတင်ကြံနေတဲ့အကျွေးတွေကိုပေးဆက်သွားရမှာဖြစ်ပြီးထက်မှန်ချေးယူထားတဲ့ငွေတွေကိုတော့လာမယ့်24နှစ်အတွင်းအကျေပေးဆက်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။မဆာလာနဲ့နဝတာ နာအဖလက်ထက်နိုင်ငံတကာချင်းငွေတွေကိုနိုင်ငံဖွံ့ဖြိုးရေးအတွက်အသုံးပြုခဲ့တယ်ဆိုပေမဲ့ဒီချင်းငွေတွေကိုဘယ်လိုပဲပုံအသုံးပြုခဲ့တယ်ဆိုတဲ့စည်ရင်းစရာကိုတော့အများပြည်သူစီတရားဝင် ထုတ်ပြန်ခဲ့တာမရှိပါဘူး။ အစိုးရအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲကိုဝန်ကြီးဦးစိုးသိန်းဦးခင်ဤဦးဝင်းတင်ဦးဝင်းရှိန်ပါဝင် စုစုပေါင်း၁၀ဦးတက်ရောက်ခဲ့ပါတယ်။